မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းနဲ့စကားလေးကတော့ October Sky ဆိုတဲ့ American ကန်ဝင်ရုပ်ရှင်ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ဟာ1959ခုနှစ်က American ပြည်ထောင်စု West Virginia ပြည်နယ်မှာရှိတဲ့ကြောင်မီသွေးတွင်မြို့ငယ်လေးကိုဦးမှနေထိုင်ခဲ့တဲ့ Homage Hickan Jr. ရဲ့ကိုတွေ့ဘဝဆက်ကြောင်းကိုမိညာမိရိုက်ကူးထားတဲ့စကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ဟာဖခင်နဲ့သားကြားကပြိပခါရီရိုးရအစင်လာရီနဲ့စံသစ်တီထွင်မှုကြားကတိုက်ပွဲပညာရေးနဲ့သိပ္ပံပညာရေးစွမ်းအားကို ုံဖော်ထားတဲ့ဇာကားကောင်းတကားပါဇာလန်စာ1958ခုနှစ်မှာကိုဦးစရမျိုးငယ်လေးကိုအခြေခံထားတာပါဒီမျိုးကကြောင်ပြီးသွေးရင်းလုပ်ငန်းတစ်ခုအပေါ်လုံလုံရရမိခုံနေရတဲ့မျိုးလေးပဲဖြစ်ပါတယ်မျိုးသူမျိုးသားတွေရဲ့တခုတည်းသောအနာဂတ်လမ်းကြောင်းကတော့ဖခင်တွေရဲ့ခြေရာကိုနေပြီးမိုင်းတွေတွေကိုဝင်ရောက်ဖို့ပဲဖြစ်ပါတယ်ဇက်ဆောင်ဖြစ်တဲ့ဟိုမာကတော့ဒီလိုအစင်လာကြီးပါတယ်ပတ်ဝန်းကျင်မှာနေထိုင်ရပါတယ်ဟိုမာရဲ့ဖခင်ဖြစ်သူကျွန်းကတော့မျိုးရဲ့တခုတည်းသောအသက်သွေးကြောဖြစ်တဲ့ ကြောင်ပြီးသွေးရင်းကြီးရဲ့ကြီးကြပ်ရေးမှုဖြစ်ပါတယ်။ဖခင်ကတားဖြစ်သူဟိုမာကိုလည်းသူ့လိုပဲမိုင်းတွင်းလုပ်ငန်းကိုစက္ကန့်စီခြင်းပြီးဒီလုပ်ငန်းကိုပဲဂုံတိတ်ခါရှိတဲ့အလုပ်ဖြစ်ညင်နေခဲ့ပါတယ်။ဟိုမာရဲ့အကိုချင်းကဘောလုံးပညာသင်ဆုနဲ့မျိုးအပြင်ကိုထွက်ဖို့မျှော်လင့်နေပေမယ့်ဟိုမာအတွက်တော့မိုင်းတွင်းနဲ့ပဲဝင်ရမယ့်အနာဂတ်ကလုံးဝရှောင်လွဲလို့မရနိုင်တဲ့ကံကြမ္မာတစ်ခုလိုဖြစ်နေခဲ့တယ်။မိခင်ဖြစ်သူအဲလစ်ကတော့ခင်ပွန်းတဲ့ရဲ့တင်းမလုံးတဲ့သဘောထားကိုသဘောမကျပေမယ့်တားဖြစ်သူဟိုမာရဲ့အိမ်မက်တွေကိုနားလဲပြီးအားပေးခဲ့တယ် 1959ခုနှစ်အော်တိုဘာလရဲ့ကြံတကြံမှာကဘာကြီးတစ်ခုလုံးကိုတုံလုံးသွားစေတဲ့အဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဆိုဗီယက်ယူနီယံရဲ့ပထမဆုံးသောကဘာပတ်ကျူးလူဖြစ်တဲ့စပွန်နစ်1ကိုအာကာတာရဲ့အောင်မြင်စွာလွှတ်တည်လိုက်ခြင်းပဲဖြစ်ပါတယ်။ကိုဝူမျိုးရဲ့ကောင်းကင်ကိုဖျက်သွမ်းသွားတဲ့စပွန်နစ်ရဲ့အလင်းတန်းကိုမြင်လိုက်ရတဲ့ဟိုမာကတခြားသူတွေနဲ့မတူပဲအလွန်ကြီးမားတဲ့စိတ်ကံစားမှုနဲ့လုံဆောင်မှုတစ်ခုကိုရရှိသွားခဲ့ပါတယ်။ဒီအခိုက်အတန့်ကဟိုမာရဲ့ဘဝကိုလုံးဝပြောင်းလဲစေပြီးမောင်မိုက်တဲ့ မြေအောင်မိုင်းတွင်ဘဝကလည်းကောင်းကင်မှာရှိတဲ့အဆုံးစမဲ့အာဂါသစီရောက်ရှိဖို့အတွက်မျော်လင့်ချက်မီ ရှူတိုင်းတစ်ခုကိုထုံညိပေးလိုက်ပါတယ်။ဟူမာရဲ့ရှီမန်းချက်ကရိုးရှင်းပါတယ်။သူရဲ့ကိုပိုင်ဒုံးပြန်တစင်တိဆောက်ဖို့ပါပဲ။ဟူမာရဲ့ဒုံးပြန်တိဆောက်မဲ့အစီအစဉ်ကိုဖခင်ဖြစ်သူကတော့လုံးဝလက်မခံခဲ့ပါဘူး။ဟူမာရဲ့စိတ်ကူးကိုလက်တွေ့မကျတဲ့အလို့အချိန်ဖြုန်းခြင်းနဲ့အနာဂတ်အတွက်အသုံးမဝင်တဲ့အရာဖြစ်ရှုမြင်နေခဲ့ပါတယ်။ဂျွန်ကအမြဲတမ်းလိုလိုဟူမာရဲ့အထုံးမှုကို လေးလူရှူထားတတ်ပြီးအကိုဖြစ်သူချင်းရဲ့ဘောလုံးအောင်မြင်မှုကိုပဲအလေးပေးပြောဆိုတတ်တယ်။ဖခင်နဲ့သားကြကပရိပခရီဟာဒီရုပ်ရှင်ရဲ့အဓိကဇာတ်လမ်းကျော်ရိုးပဲဖြစ်ပါတယ်။ဂျွန်ကဟိုမာကိုမိုင်းတွင်းရဲ့ထုံနှန်းစင်လာတွေကိုပဲထိမ့်သိမ့်မဲ့သူအဖြစ်မြင်နေတဲ့အတွက်ဟိုမာရဲ့အာကာသပေါ်စိတ်ဝင်စားမှုကဖခင်ရဲ့မျှော်လင့်ချက်တွေအပေါ်တိုက်ရိုက်စန့်ကျင်မှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဖခင်ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်လည်းသူ့ကိုယ်သူတတ်တည်ပြဖို့စတင်စူးစမ်းပါတော့တယ်။ဟိုမှာက သူရဲ့ကြီးမားတဲ့ရည်မှန်ချက်ကိုအကောင့်ထဲပို့ဖို့အတွက်အားကိုးရမယ့်တငယ်ချင်းတွေကိုစီယုံခဲ့တယ်။ရိုင်းကတော့ဟူမရဲ့အရင်းဒီသုံးတငယ်ချင်းဖြစ်ပြီးဆရာထက်တန်မှုမြင်မှသလိုလက်တွေ့ကြတဲ့အကူအညီတွေကိုပေးနိုင်တဲ့သူပါ။ရှာမန်ကတော့စီးပွားရေးအမြင်ရှိပြီးဒုံးပြအတွက်လိုအပ်တဲ့ဖြစ်စည်းတွေကိုဝယ်ယူဖို့နဲ့ရန်ပုံငွေရှာဖို့ကိုတာဝန်ယူရတဲ့သူပါ။ဝီဆင်ဆိုတဲ့တယောက်ကတော့ဟူမရုံးနဲ့လုံးဝမတူဘဲကျောင်းမှာတယောက်ထဲနေတတ်ပြီးလူများရဲ့အထင်သေးခြင်းကိုခံနေရတယ်။တေချာနဲ့ယူပါပြီးတော့ ပါရမီရှင်တယောက်ပါဝီစင်ရဲ့တေချာနဲ့ယူပါပိတာဆိုင်ရာအသိပညာကဒုံးပြန့်အောင်မြင်ဖို့အတွက်အရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒီကောင်းလေးလေးယောက်ကသူတို့အဖွဲ့ကို Rocket Boy လို့နာမည်ပေးပြီးဒုံးပြန့်ဆက်တမ်းမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ကြတယ် Rocket Boy ဖွဲ့ရဲ့ပထမဆုံးဆက်တမ်းမှုကရေစရာကောင်းလောက်အောင်အောင်မြင်မှုနဲ့ဝေးကွာခဲ့တယ်ယူထဲမှာပထမဆုံးဒုံးပြန့်လှုပ်တွေပေါ်စူးစားခဲ့ရကနေဒုံးပြန့်ပောက်ကွဲပြီးဖခင်ဂျွန်ရဲ့ယုံခန္ဓာလောင်ကျွမ်းခဲ့ပါတယ်ဒီဖြစ်စဉ်ကြောင့် ဟူမာကိုကော်မတီပိုင်းနေမြေအတွင်ဒုံးညံလုံးဝမလွတ်တင်ဖို့ပြင်းပြင်းထန်ထန်တတိပေးခံလိုက်ရတယ်။ဖာကင်ရဲ့ဖိတ်ဆုပ်မှုတွေကြောင့်ဟူမာတို့လည်းနေရာတိတစ်ခုရှာပြီးအဲ့ဒီနေရာကိုဂိတ်ကိုလို့နာမည်ပေးခဲ့ကြတယ်။အဲ့ဒီနေရာကသူတို့ရဲ့လှုပ်ဝက်ဆက်တက်ကွေးဖြစ်လာခဲ့တယ်။ဒုံးပြန်တွေကခဏခဏပြတ်ကျနေတဲ့အတွက်ဟူမာတို့လည်းသိပ္ပံနေကြအခြေခံလိုအပ်ကြောင်းသိရှိပြီးသူတို့ရဲ့သိပ္ပံဆရာမဖရီဒါစီမှာအကူအညီတောင်းခံခဲ့ကြတယ်။ဖရီဒါကကိုယ့်ရဲ့အစင်လာတွေကိုဂီယုံဆိုင်ပဲ ိုမားရဲ့ထူးချွန်တဲ့စိတ်ဓာတ်နဲ့အိမ်မက်တွေကိုယုံကြည်အားပေးတဲ့သူပဲဖြစ်တယ်။ဖရီဒါကဟိုမားတို့ကိုလုံးပြတ်တိဆောက်ရင်းနဲ့ပတ်သက်တဲ့ဤပညာစာအုပ်တွေသင်ချာနဲ့ယူဘပီဒါတွက်ချက်ပုံတွေကိုသင်ကြားပေးခဲ့တယ်။ဒါအပြင်ဟိုမားကိုဒေတာရင်းသိပ်ပံပြပွဲနဲ့နောက်ဆုံးမှာအမျိုးသားသိပ်ပံပြပွဲအထိဝင်ရောက်ရှင်ပြိုင်ဖို့အကြံဉာဏ်ပေးခဲ့တယ်လို့ကောလိပ်ပညာသင်ဆုကိုရယူနိုင်မဲ့နိုင်ငံကိုညွှန်ပြပေးခဲ့တယ်။ Rocket Boy တွေကသူတို့ရဲ့ဒုံးပြတ်ကိုပုံမှန်ခိုင်မာအောင်တိဆောက်နိုင်ဖို့အတွက်မိုင်းတွေမှာရှိတဲ့ စက်ပြင်းစရာအိုက်ရဲ့အကူအညီကိုလည်းတိုးတိုးတိတ်တိတ်ယူခဲ့ရတယ်။အိုက်ကမိုင်းတွင်းသုံးပစ္စည်းတွေကိုအသုံးပြုပြီးဟိုမာတို့အတွက်ခိုင်ခန့်တဲ့ဒုံးပြန်နော်ဆယ်တွေကိုခိုးလုပေးခဲ့တယ်။ဒီနော်ဆယ်တွေကြောင့်ဒုံးပြန်တွေကအရှိန်ပြင်းပြင်းနဲ့ပုံပြီးပြန်တန်းနိုင်ခဲ့တယ်။ဒါပေမဲ့လည်းအိုက်ရဲ့အကူအညီမှုကိုဂျွန်တီသွားတဲ့အခါမှာတော့အိုက်ကိုရာရူးချပြီးရေအောင်မိုင်းတွင်းနဲ့ပြန်ပို့ပြစ်လိုက်တယ်။ဒီလိုရဟာဂျွန်ရဲ့အတ္တနဲ့ခေါင်းမမှုကိုပေါ်လင်းစေပြီးဟိုမာပေါ်ထားတဲ့မယုံကြည်မှုကိုလည်းပြသလိုက်ခြင်းပဲဖြစ်ပါတယ်။ ရော့ကက်ဘွိုင်းတွေကတော့ဝိစင်းရဲ့တင်ချာတွက်ချက်မှုတွေကိုအသုံးပြုပြီးဒုံးပြန်ဒီဇိုင်းတွေကိုပို့ပြီးတိကျအောင်ပြုလုပ်ခဲ့ကြတယ်။သူတို့ကဒုံးပြန်အမျိုးအစားကို Oklo နာမည်ပေးပြီးလွတ်တင်မှုတစ်ခုချင်းစီကိုစနစ်တကျမှတ်တမ်းတင်ထားလို့အမားတွေကိုလည်းသင်ခန်းစာယူပြီးပြုပြင်ခဲ့ကြတယ်။ဒီလိုလေးလာသင်ယူမှုတွေကသိပ္ပံပညာရဲ့အနှစ်သာရကိုပြသနေတာပါပဲ။ဒုံးပြန်တွေအောင်မြင်လာတာနဲ့အမျှမြို့သူမြို့သားတွေကလည်းဟိုမာရိုကိုစိတ်ဝင်စားနဲ့လာရောက်ကြည့်ရှုပြီးအားပေးလာခဲ့ကြတယ်။တရက်မှာတော့ဒုံးပြန်လွတ်တင်နေတဲ့အချိန် ပတ်ဝန်းကျင်မှာတော်မီလောင်မှုဖြစ်ပြီးသူတို့ရဲ့ဒုံပြန်ကြောင်းလို့ဆွဆွဲခံရတဲ့ဟိုမာကိုရဲတွေဖမ်းဆီးသွားခဲ့ကြတယ်။ဖာကင်ဂျွန်ကဟိုမာရဲ့ဒုံပြန်အလုပ်ကိုလုံးဝရပ်တန့်ပစ်ဖို့တင်းတင်းကြပ်ကြပ်အမိန့်ပေးခဲ့တယ်။ဟိုမာကသူ့ရဲ့အပြစ်ကင်းစင်ကြောင်းကိုတတ်သိပြဖို့အတွက်ဖရီတာတင်ကြားပေးခဲ့တဲ့ယူဘာဗီရာပညာရပ်တွေကိုအသုံးပြုခဲ့တယ်။ဟိုမာနဲ့ဝီဆင်တို့ကဒုံပြန်ပြန်တက်မှုလမ်းကြောင်းကိုအတိအကျတွက်ချက်ပြီးပျောက်ဆုံးနေတဲ့ဒုံပြန်ကိုရဲရဲ့အစိတ်ပိုင်းကိုမီးလောင်နေတဲ့နေရာနဲ့အဝေးကြီးမှရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒီတက်တိပြချက်ကြောင့်ဟူမာအပေါ်မှာရှိတဲ့ဆွဆွဲချက်တွေကိုယုံသိမ့်ခဲ့ရပြီးသိပ္ပံပညာကမဟုတ်မမှန်ဆွဆွဲမှုတွေကိုတော့တွန်းလိုက်နိုင်ကြောင်းပြသခဲ့ပါတယ်။ဖခင်ဖြစ်သူဂျွန်ကဒါဖြစ်သူရဲ့ဉာဏ်ကြီးကိုအတိမတ်ပြုခဲ့ရပါပဲ။သူရဲ့မာနာကြီးမှုကြောင့်ချီကျူးစကားကိုတော့လုံးဝမပြောခဲ့ပါဘူး။ဟူမာရဲ့ဒုံးပြအိမ်မက်ကိုဆက်လက်အကောင့်ထဲပေါနေတော့မှပဲမိုင်းတွင်းမှာကြီးမားတဲ့မတော်တဆမှုဖြစ်ပြီးဂျွန်ရဲ့မျက်စိမှာဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်။ဖခင်ရဲ့ဒဏ်ရာအတွက်ဟူမာကမိသားစုရဲ့စီးပွားရေးတာဝန်ကို ယူရမယ့်အခြေအနေရောက်လာခဲ့တယ်။ဟိုမှာကသူ့ရဲ့အိမ်မက်ကိုဆွန့်လွတ်ပြီးကြောင်မီသွေးလုတာအဖြစ်မိုင်းတွင်းထဲကိုဝင်ရောက်လုကန်ခဲ့ရတယ်။ဒါကတော့သူလုံးဝမဖြစ်ချင်စုံဘဝကိုလက်ခံလိုက်ရခြင်းပဲ။ဟိုမှာဟာသူ့ရဲ့အိမ်မက်တွေနဲ့စန့်ကျင်မဲ့ဖြစ်တယ်။မောင်မိုက်တဲ့မြေရောက်ကိုဝင်ရောက်ခဲ့ရတယ်။ဟိုမှာကမိုင်းတွင်းမှာအလုံးလုံးနေတဲ့အချိန် Frida ကလည်းသူ့ရဲ့ဒုံးပြန် project ကိုအမျိုးသားသိပ္ပံပြပွဲစီဒေတာစိတ်ပို့ပေးခဲ့ပြီးဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာလာအသိပေးခဲ့တယ်။ဘိုးဘမျိုးသားတွေက ဟိုမအတွက်ခရီးစည်းရေးနဲ့လိုအပ်တဲ့ရန်ပုံငွေတွေကိုစုဆောင်းပေးခဲ့ကြတယ်။ဒုံပြန်တွေကိုအရင်ကမနစ်သက်ခဲ့ကြတယ်။မြို့သူမြို့သားတွေကဟိုမရဲ့ဇွဲလုံးလာကိုယုံကြည်ပြီးသူတို့မြို့ရဲ့မျော်လင့်ချက်အဖြစ်ဟိုမအပေါ်မှာအမြင်တွေပြောင်းလဲလာခဲ့ကြတယ်။ဟိုမကအင်ဒီယားနာပိုလစ်မှကျင်းပတဲ့သိပ္ပံပြပွဲကိုရောက်လာခဲ့တယ်။ပြပွဲကကိုယ့်နဲ့လုံးဝကွာခြားတဲ့နေရာတစ်ခုပါ။သူရဲ့ဒုံပြန် project ကိုယုံကြည်မှုရှိရှိနဲ့တင်ပြခဲ့ပေးမယ်။ပြပွဲရဲ့နောက်ဆုံးညမှာသူရဲ့ဒုံပြန်ပစ္စည်းတွေနဲ့ပြပွဲဆိုင်ရာပစ္စည်းတွေ ခိုးယူခံရတဲ့အဖြစ်ဆုံးနဲ့ကြုံတွေ့လိုက်ရတယ်။စိတ်ပြတ်အားငယ်နေတဲ့ဟူမာကအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ဖရီဒါရဲ့စကားရီနဲ့သူ့ကိုကူညီခဲ့တဲ့မျိုးသူမျိုးသားတွေကိုပြန်လည်အမတ်ရခဲ့တယ်။ဟူမာကနောက်ဆုံးချိန်ထိပြပွဲကိုအချိန်မီပြန်လည်တင်ပြနိုင်မှုအတွက်ကိုဦးမှရှိတဲ့တငယ်ချင်းတွေ Rocket Boy အဖွဲ့နဲ့မိုင်းလုံသားတွေစီဖုံးဆက်ပြီးအကူအညီတောင်းခံခဲ့တယ်။အရေးကြီးဆုံးအကူအညီကတော့ Parkinson စီကရရှိခဲ့ခြင်းပဲဖြစ်တယ်။ဂျွန်ကဟူမာရဲ့လိုအပ်ချက်တွေကိုတည်ရခါသူသားကိုကူညီခဲ့တဲ့ ဆက်ပြင်းစရာအိုက်ကိုယာရုတိုးပေးပြီးမိုင်းတွင်းမှာရှိတဲ့ဆက်ကရီယာတွေနဲ့ဒုံးပြက်ကိုတဲ့အစ်စ်ကိုအ мян ဆုံးပြုလုပ်ပေးဖို့ကိုရိုင်းညွှန်ကြားပေးခဲ့တယ်။ဒီလောက်ရက်ကဖခင်တယောက်ရဲ့တားဖြစ်သူဘော်စိတ်ခံစားမှုနဲ့ဂုဏ်ယူမှုကိုပထမဦးဆုံးအကြိမ်ထုတ်ဖော်ပြသလိုက်ခြင်းပဲဖြစ်တယ်။ဖြစ်စည်းတွေရောက်ပြီးနောက်မှာဟိုမကဒုံးပြက်တွေရဲ့သိပ္ပံပညာတင်ချာတွက်ချက်မှုနဲ့ဆွဲလုံလောက်ကိုအသေးစိတ်ရှင်းပြနိုင်ခဲ့တယ်။သူရဲ့စိတ်အားထက်သန်မှုနဲ့စစ်မှန်တဲ့ဘဟုတုတ္တရာတွေကဒိုင်လူကြီးတွေကိုဆွေးဆောင်နိုင်ခဲ့တယ်။အဆုံးသတ်မှာ ဟိုမကပဲပြပွဲရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ကောလိပ်ပညာသင်ဆုကိုရရှိသွားခဲ့တယ်။ဒီအောင်မြင်မှုကဟိုမအတွက်ကိုဦးမျိုးရဲ့အစဉ်လာကိုချိုးဖျက်ပြီးအိမ်မက်စီကိုလှမ်းနိုင်ခဲ့တဲ့သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်ခဲ့တယ်။ဟိုမမျိုးကိုပြန်ရောက်လာတဲ့အခါသူရဲကောင်းတစ်ယောက်လိုကြိုဆိုခြင်းခံခဲ့ရတယ်။သူကအကြခင်ကွယ်လွန်တော့မယ်ဖရီတာစီသွားပြီးကျေးဇူးတင်စကားပြောကြခဲ့တယ်။ဖရီတာကဟိုမရဲ့အောင်မြင်မှုတွေကိုမြင်တွေ့လိုက်ရလို့စိတ်ချမ်းသာဆုံးဖြစ်သွားခဲ့တယ်။ဟိုမရဲ့ နောက်ဆုံးဒုံးမြလွတ်တွေဘက်ကိုကိုရိုင်းပါဝင်ကြည့်ရှုမယ်လို့ကတိပေးခဲ့တယ်။ Rocket Boy အဖွဲ့ကသူတို့ရဲ့နောက်ဆုံးနဲ့အကြီးမားဆုံးဒုံးမြ Offset 6ကိုလွတ်တွေမှုအတွက်ပြင်ဆင်ခဲ့ကြတယ်။ဟိုမက သူ့အဖေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ဂျွန်ကတော့လက်မခံခဲ့ဘူး။လွတ်တင်မဲ့အချိန်ကိုရောက်လာတဲ့အခါမှာတော့မျိုးသူမျိုးသားတွေအားလုံးစူဝေးနေခဲ့ကြတယ်။ဟိုမကသူ့အဖေမလာတဲ့အတွက်စိတ်မကောင်းဖြစ်နေတော့မှလူအထက်ကနေထွက်လာတဲ့ဂျွန်ကိုတွေ့လိုက်ရတယ်။ ဟိုမကသူ့အဖေကိုကွန်ပျူစကားပြောတဲ့အခါကျွန်းလဲသူ့ရဲ့မာနာတွေကိုခွာချပြီးငါရဲ့သူရဲ့ကောင်းကပုံပရောမဟုတ်ဘူးငါသားပဲလို့လူများရှေ့မှာဝန်ခံလိုက်တယ်။အဲ့ဒီနောက်မှာတော့ကျွန်းကိုယ်တိုင်လုံးပြန့်လွတ်တင်တဲ့ခလုတ်ကိုနှိပ်ပစ်လိုက်ပါတယ်။မိကိုယ်တန်းကြီးတွေထွက်ပေါ်လာပြီးကောင်းကင်ကိုပြန်တက်သွားခဲ့တယ်။ဒုံပြန့်ဟာငါးမိုင်အမြင့်ကိုရောက်ရှိပြီးစံချေတင်နိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်တဲ့ဒုံပြန့်ပြန်တမ်းမှုကဟိုမရဲ့အိမ်မက်တွေအောင်မြင်ခြင်းတွေအပြင်ဖားခင်နဲ့တာကြကဆက်ဆံရေးတွေကိုပါတိုးတက်ကောင်းမွန်လာပြီးအချင်းချင်း နားလည်မှုရရှိလိုက်ခြင်းကိုကိုစားပြုခဲ့ပါတယ်။ရုပ်ရှင်ရဲ့ဤခုံးချုပ်စာတမ်းမှာတကယ်ဘဝဆက်ကြောင်းကိုဖော်ပြထားပါတယ်။ဟူမိုင်းရှ်ဟေကန်ဂျူနီယာက NASA မှာအင်ဂျင်နီယာအဖြစ်လုပ်လုပ်ခဲ့ပြီးစာရေးဆရာတက်ဦးလည်းဖြစ်လာခဲ့ပါတယ်။ Rocket ဘိုင်းအဖွဲ့ဝင်တွေကတော့အလုံးကောလိပ်တက်ရောက်နိုင်ခဲ့ကြတယ်။ Mrs. Frida Riley ကတော့1969ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ဒီစကားလေးမှာပေးခြင်းတဲ့ message ကတော့ပတ်ဝန်းကျင်ကဘလောက်ပဲတန်တရားဝင်နေပါစေကိုတကယ်လိုချင်တဲ့ န်နိုင်စီကိုရောက်အောင်ဆွေးရှိရှိနဲ့သာဆက်စူးစားကြဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ